โอเคအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီဗီဒီယိုလေးရိုက်နေတဲ့အချိန်လေးမှာပဲဒါကျွန်တော်ဒီနေ့မှာဗောနော်အဲကျွန်တော်တို့ရဲ့ဒီ Facebook ပေါ်မှာရောကျွန်တော် social media ပေါ်မှာလည်းတော်တော်လေးကိုအာ hit ဖြစ်သွားတယ်လူတွေအားလုံးလည်းတုံ့လောက်သွားတယ်ဒီ social media ပေါ်မှာလည်းအရန်ကိုအာလူတွေမျက်စိရှေ့ရောက်လာတဲ့သတင်းတစ်ခုဖြစ်တဲ့ဒီကျွန်တော်တို့ Air India ကအဲလင်းအာပြတ်ကျသွားတာဗောနော်ဒီမှာဆိုရင်ကျွန်တော်စိတ်မကောင်းစွာနေပဲ ီးတဲ့အများကြီးပဲအသက်ဆုံးရှုံးနေအာပြီးရင်ကျွန်တော်တို့ဒီဆေးကြောင်းပေါ်ကြာတာဖြစ်တဲ့တော့အာဒီဆေးကြောင်းသားတွေလည်းအများကြီးထိခိုက်ဒဏ်ရာရတယ်အသေဆုံးတဲ့သူတွေလည်းရှိတယ်ပေါ့နော်ဆိုတော့အလုံးပေါင်း200နီးပါးလောက်ရှိတာပေါ့နော်အာ240ကျော်လောက်ရှိတယ်ဆိုတော့ အော်ဒီမာမကျွန်တော်တို့ဟိုတစ်ဖက်မှာလည်းစိတ်မကောင်းတဲ့တည်နေအများကြီးတက်နေတယ်လို့အော်တချို့တစ်ဖက်တွေမှာလည်းကျွန်တော်တို့ကဒီအော်ကက်ပတိန်လေးပေါ့လေဒီလေရင်မောင်းတဲ့ကက်ပတိန်ကိုလည်းအသက်သေဆုံးတဲ့အချိန်ထိကို လေရင်ထဲမှာရှိနေတယ်ခီးတဲ့နေအတူတူရှိနေတယ်ဆိုပြီးအကုန်လုံးကဆလုပေါ့လေဒါကျွန်တော်တို့အော်အလေးပြုကြတယ်အကုန်ပြုကြတယ် ဒါနဲ့ပတ်သက်ပြီးတော့ဗောကျွန်တော်ဒီနေ့ပြောမှာဖြစ်ပါတယ်ဒါတည်ရင်တော့ကျွန်တော်ပြည်သက်တွေအားလုံးသိပြီးသားဆိုတော့ကျွန်တော်ကဟိုတိတ်ထူးတလဲပြောစရာမရှိတော့ဘူးကျွန်တော်ဆိုရှယ်မီဒီယာမှာလည်းဘလူးပြန်နေရဆိုတော့ဒါတွေကဖတ်လို့ရတယ်ဗောနော်ဆိုတော့ကျွန်တော်ကဒီနေ့ကဘာပြောချင်လဲဆိုတော့ကျွန်တော်တို့ fashion ပေါ့လေဒီအလုံးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကအလုပ်ပေါ်ချစ်တာတွေအလုပ်ပေါ်ဆေးရထက်သန်မှုတွေက ဘလောက်တိကိုလူတွေကိုအကျိုးပြုတယ်ကိုနေထိုင်တဲ့အရက်ဒေတာနဲ့ကိုလုံးနေတဲ့ဒီဌာနတွေကိုလုံးနေတဲ့ဒီကုမ္ပဏီတွေပေါ့ဘလောက်တိအာ effect ဖြစ်တယ် impact ဖြစ်တယ်ဘလောက်တိအကျိုးသက်ရောက်လဲဆိုတာကိုအာပြောချင်တာပါအဲ့တော့ကျွန်တော်တို့ဒီမျက်မှောက်ခေတ်ကာလမှာဆိုရင်ပေါ့လေနော်ကျွန်တော်တို့ဒီကာလတွေမှာဆိုရင် အာအခုဆိုရင်တော့ပြန်ပြီးတော့ဝေါ်ဝါလို့လို့ပါလို့ပြန်ဖြစ်နေရပါဗျာကျွန်တော်တို့နေနမိတ်ပတ်နဲ့ပတ်သက်တာတွေကျွန်တော်နိုင်ငံရေးဂုံသိခါနဲ့ပတ်သက်တာတွေအဲကျွန်တော်နေမြင်နဲ့ပတ်သက်တဲ့ဟာတွေမှာအခုဆိုရင်စပြီးတော့ဖြစ်နေတာပါဗျာကျွန်တော်ဒီဂျားကလာမှဆိုကျွန်တော်ဆစ်ဖြစ်တဲ့ကိစ္စတွေကတိတ်ပြီးတော့မတွေ့ရတော့ရှိတယ်အဲဒါဟောဘာပြောချင်လဲဆိုတော့ဟိုကျွန်တော်တို့အဒီတာဝန်ကြီးရဲ့လုပ်ငန်းပိုင်းတွေပေါ့အထူးသဖြင့်တော့ ဒီအသက်အိုးအိမ်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအသက်ကိုဇတိပြီးတော့ဒီလုပ်ငန်းဆောင်တာတွေထမ်းဆောင်ရတဲ့ဒီလုပ်ငန်းတော်တော်များများမှာဆိုရင်ကျွန်တော်တို့ကမြန်မာအခေါ်ရဆိုကျွန်တော်တို့ကတန်ထိတ်ထန်အမ်ရှိတယ်ပြီးရင်ဘယ်လိုခေါ်လဲဟိုတုံးကအဋိထန်ပေါ့လေအဲ့လိုမျိုးတုံးကစိတ်ဟိုအလုံးကအဲစီကန်းတစ်ခုချပြီးတော့တစ္ဆာအဋိထန်ပေါ့လေအဲ့လိုပုံစံမျိုးလောက်ရတဲ့လုပ်ငန်းတွေရှိတာပေါ့ ဆိုအဲ့ဒီထဲမှာဆိုရင်ကျွန်တော်တို့တင်းနီးနီးသိတာဆိုရင်ဒီစစ်တိုက်တဲ့ဟာနဲ့ပတ်သက်တဲ့ဟာဆိုရင်ကျွန်တော်တို့ general တွေဒီဒီစစ်တိုက်တဲ့ဒီစစ်ဗိုလ်မှူးတွေရုပ်ရှင်ကားတွေမှာတွေ့ပါလိမ့်မယ်အဲကျွန်တော်နေမြေဒေသတစ်ခုကိုအဲသူတို့ထိန်းချုပ်ထားတဲ့သူတို့ကာဝယ်ထားတဲ့နေရာတစ်ခုကိုအဲသူတို့အသက်မသေးမချင်းအဲရန်သူဒါမှမဟုတ်လာပြီးတော့ကိုကိုတွေကိုလာပြီးတိုက်ခိုက်တဲ့သူတွေလက်ထဲမပါသွားအောင်အဆုံးစွန်အထိဒီရိုးချွံကာဝယ်ရတာမျိုးတွေဆိုရင်ဒါက သစ္စာအဋိဌာန်ပေါ့လေဒီဒီဒီအဋိဌာန်လောက်ထားတယ်ဆုံးဖြတ်ချက်ချထားတဲ့ကိစ္စတွေပေါ့ဗျာဆိုတော့အော်ဒါတွေဆိုရင်ကျွန်တော်တို့တိထားပြီးသားတွေပေါ့ဒါပေမဲ့ကျွန်တော်ဒီလေးရင်ကပတိန်နဲ့ပတ်သက်တာတွေကကျွန်တော်ဒီဒီတခြားအများကြီးရှိတယ်ဗျာရင်မောင်းတော့ရင်မောင်းတော့လည်းဒီလိုပဲရင်မောင်းနေရအစလေးရင်မောင်းတဲ့သူတွေရောဒီသင်းမောင်းမောင်းတဲ့သူတွေရောအကုန်လုံးအကုန်လုံးမှာလေသူတို့ကလည်းသူတို့နဲ့ပတ်သက်တဲ့ဒီ లై စီးတဲ့ကျွန်တော်တို့ passenger တွေအပေါ်မှာ ထားရတဲ့သစ္စာဒိတ်တန်ကြီးရှိတယ် အဲဘယ်လိုခေါ်မလဲသူတို့မဖြစ်မနေကိုလှုပ်ဆောင်အောင်မဲ့အရာမျိုးတွေရှိရပေါ့ဆိုတော့အဲကျွန်တော်တို့တောက်လျှောက်တောက်လျှောက်လဲတည်င်းနေပုံမှာဆိုရင်ကျွန်တော်တို့လေရင်ပြက်ကြတဲ့အခါမှာအမြဲတမ်းအဲကက်ပတိန်မတည်ဘူးဆိုရင်ကက်ပတိန်ကထောင်ကြတယ်ကက်ပတိန်ကဒါမှမဟုတ်အတူတူလေရင်ပြက်သွားတဲ့အထိအဲကက်ပတိန်အသက်ကိုပေးဆက်လိုက်ရတာတွေတွေ့ရတယ်ပေါ့လေ အဲဆိုရင်ဒါဆိုရင်ကျွန်တော်ဌာနပေါင်းများစွာတဲမှာမှာကျွန်တော်တို့ရဲ့မျက်စိရှိမှာအမြဲတမ်းသတင်းအတိအကျနဲ့မြင်ရတဲ့အရာပေါ့ဗျာတိုက်ပွဲတွေဘာတွေဆိုတာကတော့ကျွန်တော်တို့ကဟိုဟိုးရင်ကျွန်တော်တို့ဒုတိယကမ္ဘာစစ်ဘရန်ဘာစစ်မှာဆိုရင်နာမည်ကြီးတဲ့သူတွေလောက်ပဲကျွန်တော်တို့ကဖတ်ဖြစ်တာဗျာတကယ်တကယ်တောင်မှကျွန်တော်တို့ကကိုယ်တိုင်တိုက်ပွဲတွေမှာရှိနေတာမဟုတ်တဲ့အတွက်တဆင့်ပြန်ပြောရတာတွေကိုပဲကျွန်တော်တို့ကသိရတယ်ဒီလိုကဘယ်လိုမျိုးရွှေချုံကာဝဲခဲ့တယ်ဘယ်လိုမျိုးအသက်ပေးခဲ့ရတယ်ဆိုတာတွေကအဲဘယ်လိုခေါင်းကျွန်တော်စာအုပ်တွေမှာဖတ်ရတယ်တဆင့်ပြန်ပြောရတယ် သိရဒါပေမဲ့ကျွန်တော်တို့ဒီလေရင်မောင်းတာတို့ဒီတင်းမောကပတိန်နေလေရင်ကပတိန်နေကြတော့ကျွန်တော်တို့မျက်စိရှေ့မာရင်ကိုပဲသူတို့ကဘယ်လိုခေါ်မလဲဟိုကိုရိုင်းတော့မြင်နေရတာမဟုတ်ပြင်မဲ့တိရတယ်ဗျာလေရင်ပြတ်သွားပြီဆိုတော့ထွက်ပြေးလို့မရဘူးအဆုံးထိပါဝင်သွားတယ်ဆိုတော့အတိုင်းသားမြင်နေပြီသားဆိုတော့ပြိသက်တွေလည်းနားထောင်နေသူတွေလည်းဒါကိုအကျွမ်းတဝင်ရှိပြီသားဖြစ်မှာပေါ့နော်ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆက်ပြီးပြောချင်တာကဘာကိုပြောချင်လဲဆိုတော့ကျွန်တော်တို့က အလုပ်နဲ့ပတ်သက်ရင်ကိုလုပ်တဲ့လုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်ရင်အကျွန်တော်တို့အဲရီမန်းချက်အပီပက်ရှင်ဒီအလုပ်ပေါ်ဘယ်လောက်ထိချစ်လဲဒီအလုပ်ပေါ်ဘယ်လောက်ထိဝါသနာပါလဲဆိုတာကတိတ်ကိုအရေးကြီးတယ်အဲ့အလုပ်ပေါ်ကိုချစ်တဲ့စိတ်ကြောင့်လေအာကျွန်တော်တို့ကအလုပ်ပြီးမြောက်ရင်လည်းအရန်ကိုတည်တက်လာပါပြီအရန်ကိုဟိုကြည့်တော့ကောင်းတယ်အလုပ်ပြီးမြောက်တဲ့ခါမှာလည်းအရန်ကိုပြည့်စုံတယ်ပါဖက်ဖြစ်တယ်ကဲပြီးများလုံးမပြီးမြောက်ပဲကြာရှုံးသွားရင်လည်း ကျွန်တော်တို့ဘောလုံးပွဲဆိုရင်တော့ဘေးကကြည့်တဲ့သူတွေရဲ့လက်ခုပ် over ခံစားရတယ်သူတပြင်းတော့ reputation ပေါ့ဗျာဒီလောက်ကိုဘယ်လောက်ချစ်လဲဆိုတော့ကိုဟိုကျွန်တော်တို့လိန်စရာမလိုဘူးတရုတ်ဆောင်စရာမလိုဘူးပေါ်လွင်တယ်ဥမာကျွန်တော်တို့ဘောလုံးကန်တဲ့လူတွေဆိုရင်လည်းဘောလုံးကိုပဲရွေးချယ်တယ်ကျွန်တော်တို့ဒီ Premier League တို့တကယ့်နာမည်ကြီးထိပ်တန်းအာကစားသမားတွေဆိုရင်တော့မှကျွန်တော်တို့ တသက်စားမကုန်နဲ့လာတာဗျာကျွန်တော်တို့တပတ်လောက်ခါတွေဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုထီပေါက်ဖို့တော့ခက်ခဲတဲ့အခြေအနေမျိုးထီတစ်ခေါက်ပေါက်ဖို့ဆိုတာတသက်မှာတစ်ခါတော့မလွယ်ဘူးဗျာလူတိုင်းမပေါက်နိုင်ဘူးဒါပေမဲ့သူတို့ရဲ့ဒီလာတာတွေဆိုရင်တပတ်မှာကျွန်တော်တို့သိန်းတောင်းစုထီဆိုရင်သူတို့ကသိန်း3000လောက်ထီရတာဗျာတပတ်ချင်းစီပြောမျိုးဒါပေမဲ့ဒီလိုလာတာရတဲ့သူချင်းတောင်မှပတ်စံကိုဟိုပတ်စံရလို့ကန်နေတဲ့သူနဲ့ ဘောလုံးကိုချစ်လွန်းလို့ဒီဘောလုံးကိုငယ်စဉ်တည်းကအိမ်မက်မက်ခဲ့လွန်းလို့ဘောလုံးပေါ်ကိုဘလောက်ထိဝါသနာကြီးလွန်းလဲဆိုတာတွေကကစားသမားတွေရဲ့တန်ဖိုးလိုက်ပြန်กว่าသွားတယ်အဲဘယ်လိုခေါ်မလဲအဲ့ဒါကကျွန်တော်တို့ဟိုတတ်မှတ်လို့ရတဲ့တန်ဖိုးနဲ့တတ်မှတ်လို့မရတဲ့တန်ဖိုးရှိတယ်ဥပမာကျွန်တော်တို့ရိုမာအဲတော်တီတို့အဲပြိသက်တွေတည်ပြီးသားဖြစ်မယ်ပြီးရင်လီဗာပူးတို့စတီဗင်ဂျာရက်ရှီရဲ့ချယ်ဆီတို့မှဆိုရင်လည်းဟာလာဂျွန်တယ်ရီတို့ဟာလာလမ်ဖက်တို့တစ္ဆာရှိခဲ့တဲ့လူတွေပေါ့ဗျာ မန်ယူမှာဆိုရင်လည်းအာရိုနီယိုပါလို့ရိုင်ယန်ကစ်တိုဆိုရင်ဒါမန်ယူအတွက်အလုံးဝအကြီးအပေးဆက်ထားတယ်တကယ်ကိုအဆုံးဟိုအသင်းဆုံးအသင်းရှုံးနေတာဖြစ်ဖြစ်နိုင်နေတာဖြစ်ဖြစ်သူတို့အတူတကွရှိတယ်အာဖလားရီလည်းအတူတူယူခဲ့တယ်ဒါဒါသူတို့ရဲ့စိတ်အားထက်တောင်ဥမာဂျူဗင်တက်မှာဆိုရင်လည်းကျွန်တော်ဒေပီယာရိုပါလို့ဆိုရင်အသင်းကြရှုံးသွားတာတော့မှတန်းတန်းဆင်းသွားတယ်လှုပ်ပွဲပြတ်တန်ရောက်တန်းဆင်းသွားတာတော့မှပဲသူတို့တွေကအသင်းကနေမထွက်ခွာသွားပဲနဲ့ အတူတကွာပြန်လဲကြိုးစားပြီးတော့တန်းပြန်တက်လာနိုင်တယ်ပြီးရင် CBA Champion ဖြစ်တဲ့ဒီကိုဖလားယူပေးခဲ့တယ်အဲ့ဒီခါမှာကျွန်တော်တို့ကသူတို့ကိုယ်တိုင်တတ်ခုတ်တရပြောနေကြမလို့ငါတို့အသင်းအတွက်ဘလောက်ပေးဆက်ခဲ့တာမျိုးပြောနေကြမလို့လောက်အောင်ကိုဒီအလုံးနဲ့ဒီကျွန်တော်တို့ passion ပြည့်ရပါဗျာဒီအလုံးပေါ်စင်နာဘလောက်ထားလဲဆိုတာပေါ်လွင်တယ်အဲ့ဒီတော့လည်းပြည်သက်တွေလက်ခုတ် over ပြီးရင်ဒီအသင်းရဲ့ data ခံပြည်သက်တွေရဲ့ချစ်ခင်မှုအသင်းရဲ့ကံတော်ဝင်ကစားသမားဖြစ်နေဟာလာကျွန်တော်တို့ချီးမြှောက်ရတဲ့အထီးကို နေရာတနေရာရသွားခဲ့တယ်။ဆိုတော့ဟိုကျွန်တော်တို့ကပတိန်တွေကလည်းဒီလေရင်မောင်းတဲ့ကပတိန်တွေတင်မောကပတိန်တွေကလည်းကျွန်တော်တို့မျက်စိရှိမှဆိုရင်အဒီတင်းရင်တနည်းအဖြစ်ဆုံးတစ္ဆာရှိတဲ့အလုတ်ပေါ်ချင့်မြတ်နိုးတဲ့သူတွေလို့ပြောလို့ရပါတယ်အဲကျွန်တော်အရင်လေသိမ့်မှာအလုတ်လုပ်ခဲ့တယ်လေသိမ့်ဝန်ထမ်းဘဝနဲ့အလုတ်လုပ်ခဲ့တဲ့အဲကာလတွေမှာဆိုရင်အဲဒီအရာတွေအများကြီးကြားရတယ်ပေါ့နော်ကျွန်တော်တို့ကဟိုဒါသူတို့ကိုယ်တိုင်လည်းစီးမြင်ထုတ်ထားတယ် ီဟာကိုလည်းလိုက်နာ ਈ မလိုက်နာ ਈ ကဗျာတကယ်အသက်အန္တရာယ်နဲ့ပတ်သက်လာရင်ဘသူမဆိုတော့စဉ်းစားမှာပဲဥပမာအော်ဒီဟာဥမာပေါ့နော်ခုနကပြောသလိုပဲဒီကျွန်တော်တို့လေရင်မှာလေရင်မောင်းနေပြီးသူကပတိန်မင်းကဥဆောင်သူဖြစ်တယ်မင်းဥဆောင်သူနောက်ကိုမင်းရဲ့ဝန်ထမ်းအနေနဲ့အတူတူဒီ cabin crew တွေနဲ့အတူတူအော်ဒီအလိုက်ပါစီနေတဲ့ passenger တွေကမင်းရဲ့ဥဆောင်မှုနောက်မင်းရဲ့ကင်တွေမှုနောက်ကို လိုက်ပါရတာဖြစ်တဲ့အတွက်ဒီဟာမင်းမင်းအတွက်အများကြီး အဲဘယ်လိုခေါ်မလဲတာဝန်ရှိတယ်ဆိုတော့အတိပေးထားတယ်ပြီးရင်လေရင်ပြတ်သွားတဲ့အထိခီးတယ်တွေအသက်ရှင်သည်ဖြစ်သည်တေဆုံးသွားသည်ဖြစ်သည်လေရင်ပေါ်မှာခီးတယ်ရှိနေသည်အထိမင်းတို့တွေကလုံးဝထွက်သွားလို့မရဘူးဆိုတာကိုအဲဒီကျွန်တော်တို့ ဘယ်လိုခေါ်မလဲဒီကက်ပတိန်တွေကိုပြထန်းထားတယ်ပေါ့ဗျာလောပေါ့ဗျာပြထန်းထားတယ်အကယ်၍မြင်းတော့ထွက်ပြေးသွားတယ်လွတ်မြောက်တယ်အသက်ရှင်တယ်ဆိုရင်လည်းသူတို့ကိုကျွန်တော်တို့ကကျွန်တော်ကြားဘူးတော့ပေါ့လေဟိုအခုနောက်ပိုင်းတော့ဘယ်လိုတွေပြောင်းသွားလဲကျွန်တော်မသိဘူးကျွန်တော်ရှိနေအချိန်တော့အဲ့လိုမျိုးပေါ့အကယ်၍မြင်းကလွတ်မြောက်သွားတယ်ဆိုရင်တည်တန်းဒါမှမဟုတ်ထောင်တန်းတသက်တကျွန်းအဲအဲဒီလိုမျိုးတွေကြားခံရတယ်ဆိုတော့ပေးဆရတာပေါ့ဗျာအဲ့လိုမျိုးကြားရတယ်ဒါပေမဲ့ဗျာကျွန်တော်ပြောတာလက်တလုံးပိုးစိုးပါးစပ်တည်ခံမလား ောင်ကြခံလိုက်မလားဆိုတာကဟိုဘသူမဆိုစဉ်းစားမှာပဲဘလို့ပဲဖြစ်ဖြစ်ဒီလိုအသက်ရှင်သည်ဖြစ်သည်ချို့ကပတိန်တွေတော့ကျွန်တော်ကြားဥပါတယ်ထွက်ပြေးသွားတာလို့လွတ်မြောက်သွားပြီးတော့ကလီရင်နဲ့တူတူပဲထွက်သွားတာပျောက်သွားတာလို့ရှိရအောင်ဒါပေမဲ့အရန်နေပါတယ်တကယ်တကယ်ကြတော့ကပတိန်တော်တော်များများကဟိုလာသာလည်းအရန်ကောင်းတယ်ပတ်စံလည်းရှိတယ်ကျွန်တော်တို့ဒီတင်မောကပတိန်လီရင်ကပတိန်တို့ကတော်တော်လေးကိုပတ်စံရတယ်ဗျာသိလား တင်မော့ကပ်တိန်ဆိုရင်အာတင်မော့ကပ်တိန်ဆိုကိုရီဆွေမျိုးသားချင်းနေတယ်မှာလဲရှိရင်မေးကြည့်လိုက်ပါသူတို့ရဲ့နေပုံထိုင်မှုသူတို့ရဲ့အိမ်ပုံစံတွေသူတို့ရဲ့အာဘယ်လောက်ထိကြွယ်ဝချမ်းသာလဲဆိုတာကိုအာမေးကြည့်ရင်သိရပါလိမ့်မယ်သူတို့လာတာများပါတယ်ဒါပေမဲ့ပတ်သက်အများကြီးရပါမယ်အသက်ကိုဒီလိုမျိုးပေးရမှာမနှမျိုးဆိုတာဒါအလုပ်ကိုချစ်တဲ့သဘောလို့ကျွန်တော်တော့သတ်မှတ်တယ်အာပြီးတော့လေရင်ကပ်တိန်တို့တင်မော့ကပ်တိန်တို့ဆိုတာကပတ်စံရှိတိုင်းလဲဝင်ဖို့မလိုဘူးပြဘာလို့ဆိုတော့အသက်ပေးရတာဘူး ဆိုတော့ဟိုလင်းရင်ကပလင်းဆိုကျွန်တော်တည်တော့ဆိုလင်းရင်မောင်းတင်တဲ့ဟာတွေဆိုရင်ကျွန်တော်တို့တင်တန်းတွေကတင်းကိုထောင်းနဲ့ချီပြီးကုန်တယ်အဲ့တော့ပတ်စံရှိတဲ့သူတွေကတတ်တာများတယ်ဒါပေမဲ့ပတ်စံရှိတဲ့သူတွေပဲလင်းရင်ကပလင်းဖြစ်တယ်ဆိုပေမဲ့ပတ်စံရှိတဲ့သူတိုင်းလည်းဒီလိုစိတ်မျိုးမရှိဘူးကြာတော်တော်လေးကိုဝါသနာကြီးတဲ့သူတွေလောက်ပဲဒီလောက်ကိုရွေးမယ်လို့ကျွန်တော်ထင်တယ်ဥမာ Kevin Crew ပေါ့ဗျာအဲလင်းရင်မောင်းလင်းရင်မဲဆိုတာတွေကလေအသက်ကိုပေးရတာချင်းတူတူပဲဒါပေမဲ့ ဟိုသူတို့ကြတော့ကျွန်တော်တို့ဟိုဘယ်လိုခေါ်မလဲဒီဘက်ခင်မှာဆို trend ခုလိုဖြစ်တာပေါ့လေလင်းရင်မယ်တို့ဘာလို့ဆိုရင်လဲခန္ဓာကိုယ်လာမှာယူရရုပ်ချောမှာယူရဟုတ်လားတောင်ဝင်ယူရတဲ့အပိုင်းတွေကတော့ဒီခီးတယ်နဲ့ပတ်သက်တဲ့ဝန်ဆောင်မှုပေါ့ဆိုတော့လင်းရင်မောင်းကပ်တန်တွေကြတော့အဲ့လိုမဟုတ်သူတို့ရဲ့ဒီအတွေးခေါ်ပိုင်းနည်းနည်းလေးတွေ့ဝေလိုက်တာနဲ့နည်းနည်းလေးပျောက်သွားလိုက်တာအတွေးတစ်ချက်လွတ်သွားတာနဲ့အချိန်မီအန်ရကျသွားနိုင်တဲ့အခြေအနေမျိုးဆိုတော့ risk လည်းများတယ် pressure လည်းအများများတယ် တော့ပတ်စံရှိပြီးသားလူဒီဟာကိုတက်ဖို့ဆိုကျွန်တော်သာဆိုရင်တော့အစဉ်းစားမှာပဲဗျာပတ်စံလည်းရှိတယ်ဗျာဒီဟာတွေလည်းမလိုအပ်ဘူးဆိုတော့တကယ်တရားသိန်းထောင်နဲ့ချီတောင်းနဲ့ချီကုန်တာသိန်း၄တောင်၅တောင်အောက်ထက်ပဲဆိုတော့ဒီဟာကိုရွေးချယ်ပြီဆိုတော့တကယ်ဝါသနာပါလို့ဗျာပြီလားအဲ့တော့ပက်ရှင်ပြည့်တဲ့သူကရည်မှန်းချက်ရှိတဲ့သူကအာအလို့ဖို့ချစ်ကိုချစ်တာတစ္ဆာဟုတ်ရှိတာဆိုတော့အဲကျွန်တော်တို့ဟိုစစ်ဖြစ်တဲ့ကာလတွေမှာဆိုလဲပြန်ကြည့်ကြည့်လိုက်ဗျာတကယ်ကို အော်ဘယ်လိုခေါ်မလဲကျွန်တော်တို့ကိုလိုနီခေတ်တွေအဲကျွန်တော်တို့ဒီအပြင်သစ်တွေဒီဥရောပအနောက်ပိုင်းတွေမှာဆိုလဲဒီလိုလွတ်မြောက်ဖို့အတွက်လွတ်လပ်ရဖို့အတွက်ဒီလိုမျိုးတိုက်ပွဲဝင်ကြတဲ့ချိန်တွေမှာအာဘာဖြစ်လို့အဲ့လိုမျိုး passion အပြည့်နဲ့တကယ်ကိုစိတ်အားထက်သန်သွားနေတော်လန်ကြပါဗျာသိရမလားကျွန်တော်တို့ဒီမှာဆိုလဲကိုလိုနီခေတ်မှာကျွန်တော်တို့မြန်မာနိုင်ငံလွတ်လပ်ရအောင်လို့အများကြီးပဲဗျာဘယ်လိုတိုက်ပွဲဝင်ကြတယ်ဘယ်လိုနီပရီရေပြုကြတယ်ဆိုတာတွေအကုန်လုံးကကျွန်တော်တို့ရဲ့ခေါင်းဆောင်ဒီ passion အပြည့်ရှိတယ် ဟိုရင်းနီးအလုံးတည်ပြီးသားဘူဂျောင်းအောင်ဆန်းပေါ့ဗျာဘူဂျောင်းအောင်ဆန်းဆိုပလော့ဒီပက်ရှင်ရှိရဒီနိုင်ငံရေးပေါ်ပါဒီဒီစီရင်းနဲ့ပတ်သက်တဲ့အရာပေါ်မှာဒီတိုင်းပြည်လို့မြောက်ရေးနဲ့ပတ်သက်တဲ့အရာပေါ်မှာဘလော့ဒီစိတ်ကားထက်တန်လေဆိုတာကလောရကတက်တည်ပြသွားတာဗျာဆိုတော့ကျွန်တော်ကတော့ဒါလေးကိုပြန်ပြီး sharing လုပ်တာအော်တည်င်းနေလေပြိတက်တွေကဖတ်ပြီးသားဆိုတော့ကျွန်တော်တည်င်းနေကိုတော့အတိကျကြီးတော့ပြန်မပြောချင်တော့ဘူးတကယ်လည်းစိတ်မကောင်းဖြစ်မိရယ်ဝမ်းနေမိရယ်တစ်ဖက်မှာလည်းကျွန်တော်တို့အဂုံယူမိရယ်ပေါ့ဗျာဒီကက်တင်တယောက်အနေနဲ့တောင်း တာဝန်တည်တည်နဲ့ဟိုဟိုဘယ်လိုခေါ်မလဲအဆုံးအထိပြည့်စက်သွားတယ်အဲ့တော့ဟိုကျွန်တော်ပြောချင်တဲ့နောက်ဆုံးပြောချင်တဲ့ message ကအာကိုလုံးနေတဲ့အလုပ်ကိုရောက်နေတဲ့အရာနေရာဒီကိုတကယ်ကောဝါသနာပါရဲ့လားကိုတကယ်ကိုပြည့်စက်လို့သိရှိရဲ့လားအာအဲ့ဒါတရေကြီးပါတယ်ချို့ကတော့ဝါသနာမပါဘူးဒါပေမဲ့ပြည့်စက်လို့သိအပြည့်ရှိရဲ့အဲ့ဒီပြည့်စက်လို့သိအပြည့်ရှိတဲ့အရာကဘယ်လောက်ထိအောင်မှအဖွဲ့စည်းပေါ် impact ဖြစ်တယ် ဘလောက်ထိအောင်မှာဒီလုပ်ငန်းခွင်နဲ့ဒီလုပ်ငန်းခွင်နဲ့ပတ်သက်တဲ့ပတ်ဝန်းကျင်ဒီလုပ်ငန်းခွင်ရဲ့အကျိုးစီးပွားကိုခန်းဆားနေရပတ်ဝန်းကျင်ဘလောက်ထိကျွန်တော်တို့ effect ဖြစ်တယ်ဆိုတာကပေါ်လွင်ပါတယ်အားကြောင့်မလို့ဟိုဒါလေးကိုကျွန်တော်မိမောင်းထိုးပြတာပါဆိုတော့ပြိတ္တတွေလည်းကိုရောက်နေတဲ့နေရာကိုလုံနေတဲ့နေရာကကိုအတွက်ကောတကယ်ဟုတ်ရဲ့လားကိုတကယ်ကိုရောဝါသနာပြည့်ရဲ့လားဝါသနာမပါဘူးဆိုရင်တော့ကိုတကယ်ကိုစိတ်နှစ်ထားရဲ့လား ခါလီကိုလုံနေတဲ့ຢာတွေကဘာကျူးတဲ့အောင်မရှိဘူးလို့ခံစားနေရရင်ကိုရောဘလောက်ထိပြေးဆက်ထားရဲဆိုတာကိုတစ်ချက်လေးပြန်သုံးသပ်ပြီးတော့ adjust လုပ်ပြီးတော့ဘဝကိုအကောင်းဆုံးတိုက်ပွဲဝင်မှာဘဝမှာကျွန်တော်တို့ကငွေကြီးဥစ္စာပဲအတီးကမဟုတ်ဘူးကျွန်တော်တို့ဂုံသိက္ခာလည်းတိတ်အရေးကြီးရဲလောကကြီးကိုဘလောက်ထိကိုပြေးဆက်သွားရဲလောကကြီးအတွက်ကိုလုံနေတဲ့လုပ်ငန်းအတွက်ကိုလုံနေတဲ့လောကသားအားလုံးရဲ့အကျိုးစီးပွားဂုံသိက္ခာတွေ တိုးတက်ဖို့အတွက်ကိုဘယ်လောက်ထိရင်းနှီးပြီးသွားပြီလဲဆိုတာကသိကိုရေးကြည့်ပါတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဒီ podcast လေးကိုဒီမှာပဲရနာဝင်ပြပါခင်ဗျာအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်